စစ်ကောင်စီဟာရေကြီးနဲ့လင်းမျက်နှာမြို့တွေမှာလေရင် drone ဆက်တက်လေတီတွေအသုံးပြုဘုံကျနေတဲ့ပြင်မှာလက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်ပြီးတော့စစ်ရာဇဝမှုတွေကျူးလွန်နေတယ်လို့ AWR အမှတ်29ဖြူဟာနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF တို့ကဆိုပါတယ်တလာခွဲကြာကာလအတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ရသား6ယောက်သေဆုံးပြီးတော့နောက်ထပ်အယောက်20တရားရခဲ့တယ်လို့ဆိုပါတယ်နေအိမ်10လုံးနဲ့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ AOR တိုင်းတွင်စစ်ကောင်စီကျွလွန်ခဲ့တဲ့ ဆေးရဆိုးမှုတွေနဲ့ပတ်သက်ပြီးတော့ AIRI အမှတ်29ဘျူဟာနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF တို့ကဒီနေ့ဇူလိုင်လ1ရက်နေ့မှာပူးတွဲထုတ်ပြန်ချက်ကြေညာပြီးတော့ပြောဆိုထားတာပါရေကြီးနဲ့လင်းမြနာမြို့နယ်တွေမှာအာရခတက်တော် AA နဲ့ PDF တက်တွေကပူပေါင်းစစ်စင်ရေးလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်မေလ15ရက်နေ့ကနေပြီးတော့ဇွန်လ30ရက်နေ့အတွင်းစစ်ကောင်စီဟာ AIRI တိုင်းရေကြီးမြို့နယ်အခြေစိုက်အမြောက်တက် ၃လေးလေးနဲ့ရေကြီးမြို့နယ်လင်းမြနာမြို့နယ်တို့မှာရှိတဲ့တက်စကန်တွေကိုဆွန့်လွတ်ခဲ့ရပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေထုံထန်းရှင်နာဝတ်အပေါ်မှာဆွဆွဲအပြစ်တင်တဲ့စာကိုလက်ခံပြီးတော့ဝန်ကြီးချုပ်ယာဒူးကနေပြီးတော့ခိတ္တရက်ဆိုင်မှုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်လိုက်ပါတယ်။ဝန်ကြီးချုပ်ဖေထုံတန်းကိုအရေးယူဖို့အတွက်အထက်လွှတ်တော်အမတ်36ရောက်ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အစုံအဖြတ်ကိုတောက်ခံခဲ့တာပါဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားသူကြီး၉ယောက်မဲခွဲဆုံးဖြတ်ပြီးတဲ့နောက်မှာဝင်းကြီးချုပ်အရာဒူးကနေပြီးတော့ပေထုံတန်းကိုယာယီဆိုင်ငံ့မှုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဝင်းကြီးချုပ်ပေထုံတန်းကကမ္ဘောဒီးယားဝင်းကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးဆက်ပြောကြရမှာထိုင်းနိုင်ငံစစ်တပ်အကြီးအကဲတွေရဲ့မကောင်းဆောင်ထုတ်ဖော်ပြောဆိုခဲ့မှုတွေကြောင့်အဲ့ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တဲ့အပြုအမူဟုတ်မဟုတ်ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို တောက်ခံခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့တရားရုံးဆုံးဖြတ်ချက်မချမီတုန်းကတော့ညွန်မောင်းအစိုးရအဖွဲ့တွေကနေပြီးတော့နှုတ်ထွက်သွားတဲ့ Conservative Party ရဲ့ဝန်ကြီးတွေနှုတ်ထွက်စာကိုလက်ခံကြောင်းထိုက်ပင်ရဲ့တော်ဝင်ပြန်နှံထုတ်ပြန်ခဲ့ပြီးတော့အစိုးရဝန်ကြီးအစ်စ်တေရဲ့အမည်စင်းကိုလည်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစိုးရအဖွဲ့အစ်အမည်စင်းကိုပေထုံတန်းအစိုးရကတင်ပြခဲ့တာဖြစ်ပြီးတော့အစိုးရအစ်စ်ထဲမှာပေထုံတန်းဟာဝန်ကြီးချုပ်ရာထူးအပြင်ရင်ကျင်းမှုဝန်ကြီးအဖြစ်ပါ တုံးမြင့်ပြီးတော့နေရာယူထားတာကိုတွေ့ရပါတယ်စစ်ကောင်စီကမိုးပြဲမြို့ကို ပြန်ရဖို့နေရာတော်တော်များများကိုအင်အားအစမတန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်အဲဒါကြောင့်မိုးပြဲမြို့အနီးမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်ရေးတရီနဲ့တွာလာနေထိုင်ကြဖို့မိုးပြဲမြို့အတွင်းကအ धिक မိန်လမ်းမကြီးတွေကိုအသုံးမပြုဘဲနဲ့ရှောင်ရှားကြဖို့ရှမ်းတောင် KNY တပ်ပေါင်းစုက ဇွန်လ30ရက်နေ့မှာသတိပေးထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းဘုံကျဲမှုတွေအပြင်းထန်အုံပြူတိုက်ခိုက်နေတဲ့အတွက်မိုးပြဲမြို့မှာတိုက်ပွဲပြင်းထန်နေပါတယ်ရင်းနီတောင်ငူဖဲကုံရိုက်ကော်လန်းတွေကိုလည်းစစ်ကောင်စီကပိတ်ဆို့ဖျက်တောက်ထားပြီးမိုးပြဲမြို့ပြန်ရရေးအတွက်အစွမ်းကုန်ကြိုးပမ်းနေပါတယ်မိုးပြဲမြို့နဲ့ဒီမော့ဆုံမြို့တွေဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာအစောဆုံးလွတ်မြောက်ခဲ့တဲ့မြို့တွေတဲကတချို့ဖြစ်ပါတယ် မိုးရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်ကိုအချင်းဦးစီးဝန်ထမ်းအရာရှိတယောက်ကတန်တုံးနဲ့ရိုက်နှက်ခဲ့တဲ့အတွက်နှစ်ဖူးကွဲသွေးထွက်လွန်ပြီးတော့ဒရိလစ်မင်းမျောသွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ12ရက်နေ့ကမိုးရွာအချင်းထောင်ကနေမန္တလေးအိုးဘိုအချင်းထောင်စီကိုနိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အမျိုးသားအမျိုးသမီးအကျဉ်းသားအယောက်200ဝန်းကျင်ကိုထောင်ရွှေပြောင်းခဲ့ရမှာကိုဝေမိုးနိုင်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ထောင်ပြောင်းရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပူဝါမှာအကျဉ်းထောင်အရာရှိတွေနဲ့ဝန်တန်းတွေကဝိုင်းဝန်းရိုက်နှက်ခဲ့တာပါ။အဲ့လိုလုပ်ရမျိုးကိုထောင်ပြောင်းတဲ့အခါမှာပုံစံပေးတယ်လို့ခေါ်ပြီးတော့ဥကျိုးသွားအောင်တမင်တက်တဲ့အကြောင်းမဲ့ရိုက်နှက်တာဖြစ်ပါတယ်။သတိမေ့သွားတဲ့ကိုဝေမိုးနိုင်ကိုအရေးပေါ်စေဝါကုသဖို့လိုအပ်ပေမဲ့ဆေးရုံကိုပို့ပြီးတော့ကုသမပေးဘဲပြစ်ဒဏ်တိုက်ကိုပို့ခဲ့ပါတယ်။ထောင်ဝန်ကြားနဲ့ဧည့်သည်တွေ့ဆုံခွင့်ကိုပါ ကတ်တက်တဲ့အပြင်မှာခြေချင်းခတ်တိုက်ပိတ်ထားခဲ့တာဖြစ်ပါတယ်တရားမျိုးသားလွမြောက်ရေးတပ်မတော် TNLA ထိတ်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွေကနောင်လင်းလုံဆန်းအုံမခနောင်ဖာစတဲ့ကြေးရွာလေးရွာမှာစစ်ကောင်စီတပ်နဲ့ TNLA တွေတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းကနေပြီးတော့ဘုံ48လုံး drone နဲ့ဘုံ30တလုံးကျဲချခဲ့တယ်လို့ လက်နက်ကြီး182လုံးနဲ့လည်းတိုက်ခိုက်ခဲ့တယ်လို့ TNL ကမနေ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာနောင်ချိုမြို့ကိုပြန်ပြီးတော့သိမ်းပိုက်နိုင်ဖို့အတွက်တောင်ခမ်းဘက်နဲ့ပြည်ဦးလွင်ဘက်ကနေအင်အားအလုံးရင်းနဲ့တိုးဝင်ထိုးစစ်ဆင်နေတဲ့အတွက်နောင်ချိုမြို့နယ်အနားမှာနေ့စဉ်ဒီဘက်တိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါအပြင်နောင်ချိုမြို့နယ်နီးတဝိုက်ကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကလေချောင်းပစ်ကူအလုံးအရင်အသုံးပြုတိုက်ခိုက်နေတယ်လို့တအန်းတက်ထိတ်ချုပ်ထားတဲ့ကြောင်မဲမြို့နဲ့မိုးကုတ်မြို့ကိုလည်းလေချောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်လှုပ်ဆောင်နေပါတယ်အသက်59နှစ်အောက်ကလေးတွေကိုစစ်မှုထမ်းခိုင်းတာဟာဆရာစုံမှုမြောက်တယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်တရာ WIWM ကထုတ်ပြန်လိုက်ပါတယ် နိုင်ငံတကာသဘောတူညီချက်စာချုပ်တွေအရအသက်15နှစ်အောက်ကလေးတွေကိုစစ်မှုထမ်းခိုင်းတာဟာဆရာကျွမှုမြောက်ကျောင်းကို WIWM ကထုတ်တဲ့စာဆောင်ထဲမှာ3ပေးဖော်ပြလိုက်တာဖြစ်ပါတယ်။အာနာသိစစ်ကောင်စီဟာအသက်15နှစ်အောက်ကလေးငယ်တွေကိုစစ်သားအဖြစ်အတ္တမစုဆောင်းနေကြောင်းအထောက်ထားတွေရရှိထားတဲ့အတွက်အချက်လက်စုဆောင်းစုံစမ်းနေတယ်လို့လည်းဖော်ပြပါတယ်။မြန်မာနိုင်ငံမှာကလေးတွေကိုစစ်မှုထမ်းခိုင်းနေတာတွေနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရားက စုံစမ်းတွေ့ရှိထားပြီးတဲ့အတွက်စုံစမ်းစစ်ဆေးနေတယ်လို့ WI WM ကထုတ်ပြန်ပါတယ်။နိုင်ငံတကာဥပဒေတွေမှာအရွယ်ရောက်ပြီးသူတွေကိုတာမန်လုံရုပ်လုဆင်တိုင်းစစ်သားအဖြစ်စုဆောင်းတာကိုရေပေါ်ရအဖြစ်ခွင့်ပြုထားပေမဲ့ခလိငယ်တွေကိုအတင်းအဓမ္မဖြစ်စေဖျားယောင်းသွေးဆောင်ပြီးတော့ဖြစ်စေစစ်မှုထမ်းခိုင်းတာကတော့စစ်ရဆုံးမှုဖြစ်တယ်လို့ WI WM ကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ထုတ်ပြန်ချက်အရ ဇွန်လအတွင်းကန့်တောင်ရက်စကန်တိုက်ပွဲအတွင်းဖမ်းမိသူတွေထဲမှာအသက်15နှစ်အရွယ်မောင်နေထက်လင်းလဲပါဝင်ခဲ့ပါတယ်။အဲ့ဒီအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုရန်ကုန်မြို့ကနေစစ်သားအဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့စကိုင်းတိုင်းပလဲမြို့နယ်ကန့်တောင်ရက်စကန်တိုက်ပွဲမှာစစ်ကောင်စီကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာထွန်အန်ဒရူးစ်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒါအပြင်စစ်အုပ်စုစီငွေကြေးဗန္နာစီစစ်မှုတွေရပ်တန့်အောင်လုပ်ဆောင်ဖို့ဆက်လက်နေတင်ဖို့ရောင်းချတာတွေကိုပိတ်ဆို့ဖို့ကိုပါအထူးကိုယ်စားလှယ်ထွန်အန်ဒရူးစ်က56ကြိမ်မြောက်ကုလသမဂ္ဂလူ့ခွင့်ရေးညီလာခံမှာနှုတ်နဲ့ပြောကြားအစီရင်ခံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ဒါ့အပြင်ကျန်းဖက်စေအုပ်စုရဲ့လူရက်တွေကြောင့်မြန်မာပြည်သူတွေဟာလူသားချင်းစာနာမှုအကူအညီတွေ အထုလိုအပ်နေတဲ့အချိန်ဖြစ်ပြီးတော့အခုလိုအချိန်မှာနိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေညှော်နယ်လာတဲ့အပေါ်မှာစိုးရိမ်ပူပန်မိကြောင်းလဲ Mr. Tom Andrews ကတင်ပြပြောဆိုခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုဟာသူတို့ကိုဆန့်ကျင်တွန်းလှန်နေတာတွေမှန်သမျှကိုအကြမ်းဖက်ချေမှုန်းနေတယ်လို့လည်းဥအောင်မျိုးမင်းကဆိုထားပါတယ်။ဒါအပြင်စင်ကာပူစိုးရနဲ့ထိုင်းနိုင်ငံဘန်တချို့ကစစ်အုပ်စုစီစီးဆင်းနေတဲ့ငွေကြေးတွေကို ဘဏ်အသုံးပြုခွင့်မပေးဘဲရပ်တန့်ခဲ့တယ်လို့တခြားနိုင်ငံတွေကလည်းစစ်အုပ်စုစီငွေကြေးမစည်းစင်းနိုင်အောင်နဲ့လက်နက်ဝယ်ယူမှုတွေကနေပြီးတော့ငွေကြေးစည်းစင်းတာတွေဖျက်တောက်နိုင်ဖို့အတွက်ကူညီလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။နိုင်ငံသားကိုပို့ကုန်တင်ပို့ပြီးတော့နောက်ရလာတဲ့နိုင်ငံသားငွေကိုဘဏ်မှမသွင်းတဲ့ ကုမ္ပဏီစုစုပေါင်း198ခုကိုစစ်ကောင်စီကဒီကနေ့နာမည်ပြအစီအထုတ်ပြန်ကြေညာလိုက်ပါတယ်။နာမည်ပြအကြေညာတာခံရတဲ့ကုမ္ပဏီတွေရဲ့အစီအင်းကိုစစ်ကောင်စီကထုတ်ပြန်ထားပြီးအဲ့ဒီထက်မှာနိုင်ငံခြားသားပိုင်ကုမ္ပဏီတချို့လည်းပါဝင်နေတာတွေ့ရပါတယ်။ BGF ကောင်းဆောင်ဘိုးစောချစ်သူပိုင်နဲ့ KNB တွေကချစ်လင်းမြိုင် Toyota ကားကုမ္ပဏီလည်းအဲ့ဒီနာမည်ပြအစီအင်းကျညာခံရတဲ့ကုမ္ပဏီတွေထဲမှာပါဝင်ပါတယ်။ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ CP ချက်မွေးမြူရေးနဲ့ ကျက်စာကုမ္ပဏီနဲ့ဆင်းနဲ့မှာပါဝင်တယ်လို့ China International Forestry Corporation နဲ့နောက်ထပ်တရုတ်လူမျိုးဒါရိုက်တာပါဝင်တဲ့တစ်ထုတ်လို့ရေးကုမ္ပဏီတစ်ခုကိုလည်းဆင်းနဲ့မှာတွေ့ရပါတယ်။အခုလိုပို့ကုန်ကရတဲ့နိုင်ငံသားငွေမသွင်းတဲ့ကုမ္ပဏီတွေရဲ့တာဝန်ရှိသူတွေကိုတစ်နှစ်ထဲမပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေနှစ်ခုစလုံးကိုဖြစ်စေပြစ်ဒဏ်ချမှတ်နိုင်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။